ဒီ6လပိုင်းမှာမိတ်ဆွေကံကဘာတွေဖြစ်နေမလဲဒီနေ့မှာတော့တရကနမိတ်ဖြစ်ဗုဒ္ဓတော်မီကို6လပိုင်းတလားစာဟောစံဒီကျွန်တော်ဟောကြားပြမှာဖြစ်ပါတယ်အိမ်တော်ရေးအချစ်ရေးကျမရေးငွေကြီးရေးပညာရေးတာမီကံကအဆုံးစုံလင်လောင်ကြီးကျွန်တော်ကြည့်ပေးမယ်ပြီးရင်ဗီဒီယိုရဲ့နောက်မှာကျွန်တော်ရေဒီယာလေးလေးပေးမယ်ဒီရေဒီယာလောက်တာမယ်ဆိုရင်တလားလုံးအညံ့တွေပြပြပြီးတော့ကောင်းတဲ့အရာလေးတွေကိုယ့်စီကိုကြောက်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့ရေဒီယာဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ် ဗီဒီယိုလေးမစတင်ခင်မှာအခုကြီးတစ်ခုကျွန်တော်တောင်းချင်ပါတယ်ခင်ဗျာဒီဗီဒီယိုမြင်တာနဲ့ဝေမျှခြင်း share ခြင်းမြင်ကုလူကြည့်လိုက်တော့ကျွန်တော်ကြံပြူချင်ပါတယ်ကုလူမျိုးပဲဗုဒ္ဓတာမီမြင်တွေ့သွားတယ်ဆိုရင်ထပ်တူကုလူကြမှာဖြစ်ပါတယ်ထပ်ပတ်မှာလည်းအခက်ခဲတွေအကျက်တွေတွေရင်ဆိုင်နေရတယ်ကြောဗီဒီယိုမြင်လာပြီးရေရာခြေလိုက်ပြီးတော့အဆင်ပြေသွားတယ်ဆိုရင်မိတ်ဆွေနဲ့ကြောင့်လည်းထပ်တူကုလူရမှာဖြစ်ပါတယ်ဒါကြောင့် share ဖို့လုံဝမေးပါနဲ့ခင်ဗျာဒီ၆လပိုင်းမှာဗုဒ္ဓတာမီနဲ့ကံကောင်းနေလားကံဆိုးနေလားရံကံတော့အပြည့်ခွဲခြားရမယ်ဆိုရင်တော့ 50 50ဖြစ်နေပါတယ်။ကောင်းအားက50လောက်ရှိတယ်၊သတိထားရမှာက50လောက်ရှိပါတယ်။ငွေရေးကြေးရေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်ယူဆရမှာကเนาะကိုအရန်ခင်ရတဲ့မိတ်ဆွေတွေအရန်ချရတဲ့မိတ်ဆွေတွေကိုလည်းနည်းနည်းယူဆိုင်ပေးပါ။ကိုကအားနာပြီးတော့သူတို့ခင်ပြီးတော့ငွေတွေချီတာတွေငားတာတွေအာမခံတာတွေ လုံးဝလုံးဝမလုပ်တည်ပါဘူးအဥ္စာပစ္စည်းငွေချင်းနဲ့ပတ်သက်မယ်ဆိုရင်เนาะအထူးပြုဆိုင်ပါစီးပွားရေးတွေလောက်ကန်မယ်ဆိုရင်လည်းအထူးပြုဆိုင်ရမှာဖြစ်တဲ့ကိုစုဆောင်တဲ့ငွေချင်းတွေပလုံသွားတတ်ပါတယ်ဒါကြောင့်မို့ခဏကကြောက်ပြောလို့ပဲကိုအရန်ချစ်ရတဲ့ရန်ခင်ရတဲ့မိတ်ဆွေတွေကိုအာမခံတဲ့ကိစ္စတွေလုံးဝလုံးဝမလုပ်ပေးသေးပါဘူးအဲ့လိုလုပ်မိမယ်ဆိုရင်မိတ်ဆွေကတေချာပေါ့မိတ်ဆွေကိုယ်တိုင်ဒါစိုက်ရော်ရတာတွေကြောက်ရရတတ်ပါတယ်ဒီချက်တော့နည်းနည်းလေးယူဆပေးပါခင်ဗျာဒုတိယတစ်ချက်နေနဲ့ မိတ်ဆွေကံနဲ့ပတ်သက်မယ်ဆိုရင်ကိုအတုံးမကြောက်မှုကြောင့်ကိုအယမ်းချရတဲ့မိတ်ဆွေတွေအယမ်းခင်ရတဲ့မိတ်ဆွေတွေကိုအကျိုးပေးတဲ့မိတ်ဆွေတွေကကိုအနာကထွက်သွားတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေကံနဲ့ပတ်သက်မယ်ဆိုရင်နည်းနည်းလေးယူဆရမယ်ကာလာတို့ဖြစ်ပါတယ်။ကောင်းသောမိတ်ဆွေတွေကိုကောင်းကောင်းမွန်ဆက်ဆံပါမကောင်းသောမိတ်ဆွေတွေကိုဥပိ္ပကံပြုနိုင်အောင်ကြိုးစားပါလို့ကျွန်တော်ကအကြံပေးချင်ပါတယ်။ မီတာစုရေးနဲ့ပတ်သက်မယ်ဆိုရင် view cyber ခင်ဗျာကိုယ့်ရဲ့မီတာစုရေးထဲမှာအဆင်မပြေလေးတွေဖြစ်ပေါ်လာနိုင်တယ်ကိုယ့်ရဲ့မီတာစုဝင်တရားတရားပေါ့နော်အချုပ်နှောင်းတွေအဖမ်းဆီးတွေအဲ့လိုမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်မို့ကျွန်နေနဲ့အကြံပြုရမယ်ဆိုရင်တော့အထူး view cyber ခင်ဗျာမီတာစုရေးနဲ့ပတ်သက်ပြီးတော့ကိုယ့်မှာစဉ်းကြီးရတာတွေပူပန်ရတာတွေတောကများတာတွေကြုံတွေ့ရတတ်ပါတယ်ဒီတော့တဲ့မှာအိမ်ဝယ်ရာတွေအိမ်ရောင်းတာတွေနော်လုံးဝလုံးဝမလုပ်သေးပါဘူးချန်ပြင်းနဲ့ပတ်သက်လဲဒီအတိုင်းပါပဲအကျိုးမပေးဘူးဆိုရပါမယ် ိမ်နောင်ရေးနဲ့ပတ်သက်မယ်ဆိုရင်ကောင်းတယ်လို့ဆိုရပါမယ်အခက်ခဲအကျက်တွေကြောင်းမှာကိုယ့်ရဲ့အိမ်နောင်ရေးရဲ့အကူအညီထောက်ပံ့ကြောင်းကိုယ်မှာနည်းနည်းလေးဖြေသာတာပေါ့နော်ကိုယ့်ရဲ့အိမ်နောင်ဘက်ကကိုယ့်ပေါ်တည်တက်လို့တော်ပါသေးတယ်မဟုတ်ဘူးဆိုရင်ကိုယ့်မှာတောကတွေများပြီးတော့အဆင်မေဖြစ်နိုင်ပါတယ်ချွတ်တွေကမေးစရာမေးခွန်းရှိပါတယ်ကျမနဲ့ကျမအိမ်နောင်ဘက်ကကွဲနေတယ်ဘယ်လိုကျမတို့ကသူကကူညီပေးမှာလဲဒီလိုအိမ်နောင်ကြီးကွဲနေတဲ့သူတွေအနေနဲ့ကလည်းကျွန်တော်ဘီယိုအနောက်မှာရေတရာလေးပေးမယ် ဒီရေရအောင်ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ဒီရေရအောင်လုပ်လိုက်ချင်ရပြီကိုယ့်ရဲ့အိမ်တော်ကြီးတွေပြန်ပြီးတော့ကောင်းမွန်လာမှာဖြစ်ပါတယ်။တရားတရားနားလည်မှုတွေရပြီးတော့အဆင်ပြေသွားမှာဖြစ်ပါတယ်။ရေရအောင်ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။လူငယ်တွေအရန်တိချင်တဲ့အခြေအနေပတ်သက်တာဒီတော့တဲ့မှာအခြေအနေပတ်သက်ပြီးတော့နည်းနည်းလေးဒါညံ့နေတဲ့ကာလတစ်ခုဖြစ်ပါတယ်။အခြေအနေပတ်သက်ပြီးတော့ကိုယ်ကအမြဲတမ်းလိုလိုဒါသူ့အတွက်ကြောင့်ကိုယ်မှခံစားရတာတွေပူပန်ရတာတွေဆင်းရဲရတာတွေနော်အမြဲတမ်းလိုလိုစိတ်ဆင်းရဲကိုယ်ဆင်းရဲနေရတာတွေ ြုံတွေ့လာနိုင်တယ်ဒီ6လပိုင်းမှာဒါကြောင့်မို့အခြေအနေပတ်သက်မယ်ဆိုရင်အာယုံနဲ့မထည့်နေပေါ့နော်ကိုကျင်မတူကျင်မယ်ဆိုတဲ့စိတ်မျိုးမွေးနိုင်ရင်တော့ဘိုးကောင်းပါတယ်ခင်ဗျာမဟုတ်ဘူးဆိုရင်မိစေကအခြေအနေပတ်သက်ပြီးတော့ခံစားနေရတယ်ဆိုရင်အလုတ်ပြက်အကိုင်းပြက်ကျမကြီးထိကြိုက်နော်ဒီလိုနေသားတွေဖြစ်ပေါ်လာနိုင်တယ်ဒါကြောင့်အခြေအနေပတ်သက်ပြီးတော့ခေါင်းလေးကိုမထည့်နိုင်ရင်တော့အကောင်းဆုံးပါပဲခင်ဗျာနောက်တစ်ချက်ဂူးစားရမှာကောင်းနော်ကို့မှာလူမုံများနေတတ်ပါတယ် ကိုဘလောက်ပဲလူတွေပေါ်ကောင်းအောင်ပဲလှုပ်ပေးလှုပ်ပေးဘလောက်ပဲကူညီကူညီကိုတခါလောက်သူတို့မကူညီနိုင်တာနဲ့ကိုလူစိုးလို့တတ်မှတ်လိုက်ကြတယ်။ဒါကြောင့်မို့ကျောင်းအနေနဲ့အကြံပြုရမယ်ဆိုရင်တော့နော်ဘသူ့ကိုမှယူမဆိုင်ပါနဲ့ကိုကိုကိုမှန်အောင်နေပါကောင်းအောင်နေပါကိုကူညီခဲ့တယ်ဆိုတော့ကိုကိုကိုသိတယ်ကိုလိုက်ပြအောင်ကိုလုပ်နေတခါလောက်မကူညီနိုင်တဲ့လူစိုးဖြစ်သွားတယ်ဆိုရင်ကိုကိုကိုအားငယ်ပါနဲ့ ဘယ်ယူမဆိုင်ပါနဲ့ကိုကကောင်းနေတယ်ဆိုရင်မကောင်းတဲ့သူကကို့နားမှာမနေနိုင်ဘူးလို့ပဲတတ်မှတ်လိုက်ပါကို့နားကထွက်သွားတယ်ဆိုရင်ထွက်သွားပါစေဘယ်ယူမဆိုင်ပါနဲ့နော်ကောင်းတဲ့သူနားမှာမကောင်းတဲ့သူကနေနိုင်မှာမဟုတ်ဘူးဒီလိုပဲတတ်မှတ်လိုက်ပါခင်ဗျာဒါမှမဟုတ်မိစေကစိတ်တက်တာရရမယ်မဟုတ်ဘူးဆိုရင်မိစေကခံစားနေရပါမယ်ငါသူ့ဘော်ဒီလောက်ကောင်းခဲ့တာငါအဆင်မပြေတော့မကူညီနိုင်တာငါ့ကိုစိတ်ဆိုးတယ် ဲ့လိုမျိုးသူဝင်လာတဲ့မိတ်ဆွေကခံစားနေမိမယ်မိတ်ဆွေတော့ကများနေလိမ့်မယ်။ဒါကြောင့်ဒီလိုသူမျိုးလုံးဝမွေးပါနဲ့လို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ကျမရင်နဲ့ပတ်သက်မယ်ဆိုရင်တော့ရေပွေးအဖြစ်တော့ကျမရင်ကကောင်းတယ်။ယာရီဥတုအကူပြောင်းအကြောင်းပဲကျမရင်ရုပ်တရက်ညံ့သွားတတ်ပါတယ်။မိတ်ဆွေကကျမရင်ညံ့နေလူတယောက်ဆိုရင်အနာနဲ့စိတ်နဲ့တဲ့တာမျိုးဆရာကောင်းတမားကောင်းကြောင့်ကျမရင်တွေပြန်လဲကောင်းမလာမျိုးတွေဂျုံလို့ရတတ်ပါတယ်။ကျမရင်ကတော့ okay တယ်လို့ဆိုရပါမယ်။ ျောင်းနေတဲ့အကြံပြုရမယ်ဆိုရင်တော့ဗုဒ္ဓဘာသာပြီးနေတဲ့ကို့မှာသားသမီးတွေရှိတယ်ဆိုရင်ဒါကျိုးရောတမီးကျိုးရောဒီတော့တွေမှာအကျိုးမပေးပါဘူး။ဒါကျိုးတမီးကျိုးမခံစားရမှာဖြစ်သူတို့ကြောင့်ကို့မှာတောကများနေရတတ်ပါတယ်။သားသမီးရှိတယ်ဆိုရင်တော်တော်လေးယူဆရမယ်ကာလကိုဖြစ်ပါမယ်။ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်မမျော်လင့်တာပဲဆောင်ွေးဖြေမယ်ကိစ္စတွေရှိရင်အလွယ်တကူအောင်မြင်သွားတတ်ပါတယ်။ပြီးတော့ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်နော်ကူညီတဲ့သူတွေကရှားပါးနေလိမ့်မယ်။ကိုယ့်အကူရုံးကန်ပြီးတော့စူးစမ်းပြီးတော့ အောင်မြင်မဲ့အနေအထားမှာရှိတယ်။မိတ်ဆွေကပြင်းကြီးနေတဲ့လူတစ်ယောက်ဆိုရင်လုံးဝအဆင်ပြေမှာမဟုတ်ပါဘူး။ဒီအနေအထားတော့ရှိပါမယ်။နောက်တစ်ချက်ကျွန်တော်သတိပေးရမှာကမိတ်ဆွေကအလုတ်စ်စတင်ခြင်းနဲ့အလုတ်ပြောင်းခြင်းနဲ့အလုတ်ဆွေ့ခြင်းနဲ့ဆိုရင်ဒီ6လပိုင်းမှာလုံးဝလုံးဝမလုပ်သေးပါဘူးခင်ဗျာ။မိတ်ဆွေကူညီကလည်းနည်းနည်းရှားပါးနေလို့ကိုယ်ဆန္ဒနဲ့ကိုယ့်ကိုယ်နဲ့ပြောင်းဆွေ့မယ်ဆိုရင်လည်းအဆင်မပြေပါဘူး။မိတ်ဆွေကအလုတ်လက်မဲ့ဖြစ်သွားမယ်။အလုတ်စတင်မယ်ဆိုရင်အလုတ်တွေတိုးချဲ့မယ်ဆိုရင်မိတ်ဆွေရဲ့အလုတ်ကမအောင်မြင်မဲ့အပြင် ်အလောက်ကန်ကြောင့်မိတ်ဆွေမှာတောကများလာတတ်ပါရဲအဆင်မပြေဘူးလို့ဆိုရပါမယ်။ဒါကြောင့်အလောက်ကန်စီးပွားရေးပတ်သက်တဲ့ဒီ၆လပိုင်းမှာလုံးဝလုံးဝမလုပ်တည်တဲ့ဒါလာတကူဖြစ်ပါတယ်။ကန်နဲ့ပတ်သက်မယ်ဆိုရင်လည်းလုံးဝလုံးဝအကျိုးမပေးတဲ့ဒါလာတကူဖြစ်ပါတယ်။မိတ်ဆွေကကန်နဲ့ပတ်သက်ပြီးတော့အလောက်တွေလောက်တာနေတယ်ဆိုရင်တော့တော်တော်လေးကူးစားရမယ့်အထင်မှာပါတယ်။ကန်နဲ့ပတ်သက်ပြီးတော့လုံမယ်ဆိုရင်မိတ်ဆွေကတော့အဆင်မပြေဖြစ်နိုင်ပါတယ်။ ဒါကြောင့်ကံနဲ့ပတ်သက်ပြီးတော့လုံးဝလုံးဝမလုပ်သေးပါဘူး။မိတ်ဆွေကကံဆန်းရတာဝါနာပါတယ်။ကံဆန်းချင်တယ်ဆိုရင်တော့ခုနှစ်ပါတဲ့နံပါတ်တွေကမိတ်ဆွေကိုအကျိုးပေးပါတယ်။ကံကောင်းနေတဲ့အယောင်ကနော်အဖြူရောင်နဲ့တိမ်ပြာရောင်ကကံကောင်းပါတယ်။ကိုအလိုစီးနေရအောင်အသုံးချပါညံစီလိုအသုံးပြုလို့ရပါတယ်။ဥပမာရေကြီးတဲ့ကိစ္စတွေတောင်းမယ်ဆိုရင်ဒီအယောင်တွေဝှက်ဆင်ပြီးတော့တောင်းပါတော့နော်။ကံကောင်းသွားတတ်ပါတယ်။ဒီကာလမှာရက်ဝေးတောင်းမယ်သူတွေခီးထွက်မယ်သူတွေနော်အယံကြိုးပေးပါတယ်။အစင်လည်းပြပါတယ်။ เนาะနိုင်ငံခြားခီးစင်တွေအရန်ကြိုးပေးပါတယ်ခင်ဗျာကဲကျွန်တော်ရတရားလေးပေးမယ်ဒီရတရားမိတ်ဆွေကရေယုံကြည်ကြည်နဲ့လှုပ်ထားပါခင်ဗျာဒီရတရားလှုပ်လိုက်ခြင်းအပြင်မိတ်ဆွေကံတွေကကောင်းလာမှာဖြစ်ပါတယ်เนาะမိတ်ဆွေကြုံတွေ့နေအခက်အခဲချက်တွေအားလုံးလည်းပြေပြောင်းသွားမှာဖြစ်ပါတယ်ကဲရတရားကိုကျွန်တော်တူလက်လုပ်ကြမယ်ခင်ဗျာပြရမယ့်ရတရားကအရန်လွယ်ကူပါတယ်လှုပ်ရမယ့်ရတရားမပြောခင်မှာလှုပ်ရမယ့်အချိန်လေးကိုကျွန်တော်ရှင်းပြပါမယ်မိတ်ဆွေတို့အရန်ကံကောင်းတဲ့အချိန်က တောက်ကြနေမနက်7:15မိနစ်ကအရန်ချိန်ကောင်းနေအဆင်ပြေတယ်ဆိုရင်အေးနေမှာပြုတ်လို့ပါတကယ်အဆင်မပြေဘူးဆိုရင်လည်းမိတ်ဆွေရဲ့ဗုဒ္ဓဟူးနေ9:40နဲ့9မိနစ်ချိန်မှာပြုတ်လို့ပါဒါကဒုတိယကံကောင်းတယ်ကဲလှုပ်ရမယ့်ရေတရာကအရန်လွယ်ကူပါတယ်မိတ်ဆွေရဲ့အိမ်ဒါမှမဟုတ်နှိဆက်ရဘုရားမှာအုံညွတ်6ညွတ်တိတိကိုနဖျားညောင်ရိုးထဲမှာဒါဆိုက်ပြီးတော့ကံလူပေးပါဒီတဲ့အဆင်ပြေခြင်းနဲ့ဆိုရင်အုံတီးနဲ့လှုပ်ထားတဲ့မဟုတ်ဒါမှမဟုတ်အုံရီဘုရားမှာကက်လူပါ ဆရာကျမနိုင်ငံသားမှာဖြစ်နေတဲ့ဖရားတွေပါရေမရှိဘူးဆိုရင်လေဖရားကြောက်ဆောင်ချွေရမရှိကြဘူးလေအဲ့လိုမရှိဘူးဆိုရင်လည်းခဏအောင်ပြောလို့မျိုးပဲခုံလေးပုံမှာဖရားကိုရေမှန်းပြီးတော့ကက်လူလူလေးရပါတယ်ဒီရရလောက်လက်ချင်အပြင်မိတ်ဆွေဒီ6လပိုင်းမှာကြုံတွေ့မဲ့အခက်အခဲချက်တွေပြပြောက်ပြီးတော့ကောင်းတဲ့အရာလေးတွေကိုစီကိုရောက်လာမှာဖြစ်ပါတယ်ရေရရဟူတော့ဖြစ်အောင်လုပ်ပြီးပါခင်ဗျာခဏအောင်ပြောတဲ့အချင်းကိုတီးကြလုပ်နိုင်ရင်တော့ပို့ပြီးတော့ကောင်းတယ်အောင်မြင်လွယ်တယ်အဆင်ပြေလွယ်တယ်ဖြစ်ပါတယ်ခင်ဗျာ မိတ်ဆွေကိုကျွန်တော်အခုရဲ့တစ်ခုတောင်းချင်ပါတယ်ဒီဗီဒီယိုမြင်တာနဲ့ဝေးမြခြင်း share ခြင်းနဲ့ကုလူယူလိုက်ပါခင်ဗျာကုလူမျိုးပဲအခက်ခဲကြက်တွေကြုံတွေ့နေတွေမြင်တွေ့သွားတယ်ဆိုရင်ကျွန်မထက်သူကုလူရမှာဖြစ်ပါတယ်ကျွန်မိတ်ဆွေတွေနှစ်အစာနဲ့စုံကောင်းနေကောင်းတော့တဲ့ကောင်းမွန်ငွေချင်းနဲ့ပြည်စုံပြီးကြော်ရှင်တော့မိသားစုပေါင်းတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လဲဆုံတွေ့ကြပါ